那让去跑那种车间里那个什么的比较比较嘛？哎、well. no?，哎，你别搞，你别搞，你别搞，你别去了。这这都有的，谁没家？哦，谁没家吧？哪里的没家吧？喏，你让去跑那种车间里那个啊，什么的比较比较嘛？ 哎呀，不聊。还得背。那老师布置作业，你你你你咋不背呢？他不安排那个。

ေစုပြုပြီးတော့လက်မလေးတွေပေးပါလက်မလေးတွေပေးပါ like လေးတွေနှိပ်လိုက်ပါလက်တော့ရှင်းပွဲပြီးဖို့အချိန်ဥပဒေတွေကဒီဥပဒေစီရဲ့အနှစ်သာရပြေဝစွာပါဝင်တဲ့ပုံမှန်တွေကိုနားလည်ဖို့ပြောပါဖြစ်ပါတယ်ကြည့်ကျွန်တော် like အကြာကြီးမလွှင့်ပါဘူးနော်တနင်္ဂနွေတစ်ခါလောက် like အခုချင်းစီလွှင့်မယ်အကြာကြီးလွှင့်ရင်ဝင်ကြည့်တဲ့သူက အကြာကြီးမကြည့်ကြတော့ဗီဒီယိုဖိုင်သိလိုက်ကအကြီးကြီးကြံခဲ့တာလိုက်ကနိုင်နဲ့ချီချီကြံခဲ့တဲ့ခါကျတော့ကြည့်တဲ့သူတွေကအလောက်အကြာကြီးမကြည့်ကြတော့ပြန်လေ့လာကြည့်တဲ့ခါကျတော့ပြန်ဝင်ကြည့်တဲ့ခါကျတော့သူကခဏပဲကြည့်ဖို့အချိန်အားကြတော့ပြအဲ့တော့အတူလေးတွေပဲလိုက်လွှဲလာဖြစ်ပါတယ်နော်အတူလေးတွေပဲလိုက်လွှဲလာဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့ကျွန်တော်လိုက်လွှဲတဲ့အချိန်ပါနားထောင်နေတဲ့သူတွေကအေးအေးနားထောင်လို့ရပါတယ် နမ်းမတော်ခြင်းလေးသူတွေကကျော်သွားလို့ရပါတယ်နော်ဒီလိုကြောင်စကားလုံးမဲ့သူတွေမလာကြပါနဲ့အဲကျွန်တော်ကပညာရေးလိုက်ဖြစ်ပါတယ်နော်အဲကျွန်တော်ကဒီဥပဒေအကြောင်းတွေသင်တယ်ဖွဲ့စည်းပုံအကြောင်းတွေသင်တယ်နော်နိုင်ငံအရေးအကြောင်းတွေသင်တယ်အဲတခါတည်းရကြတော့စိတ်ဆွဲပေါင်းနေနဲ့သူကဒီလိုကြောင်လုပ်သူကျွန်တော်လည်းဘယ်လိုဒုက္ခပြောရလဲနော် ဲ့တော့ဒီမှာလာတိတဲ့သူတွေကပညာလူတင်တဲ့သူတွေရှိလို့ရှိရင်မကောင်းဘူးဗျာเนาะအဲ့လိုဒီလိုကြောင့်စကားတွေပြောတာဗျာအဲ့တော့အခုပြောမှာက2008ဖွဲ့စည်းပုံတည်တယ်ဥပဒေတွေကဒီမိုကရေစီနဲ့ပတ်သက်တဲ့ပုံမှန်လေးကိုပြောပါစို့ဗျာကျေးဇူးပြုပြီးတော့ like လေးတွေလို့လက်မလေးတွေဖောင်လိုက်เนาะလက်မလေးတွေဖောင်လိုက်အဲ့တော့တည်ကြည့်နေရေနော်ဟိုလက်မလေးနှိပ်ကမှာ లై ကလေးနှိပ်ကမှာပါ లై ကလေးလှရှာမတွေ့ဘူးလားမသိဘူးနော် လိုက်ကလေးရှာမပြုတ်လားဒါမို့လေပိုင်သက်ကြော်တွေဖြစ်နေတာပိုင်သက်ကြော်တွေဖြစ်နေတာလားလက်မရှာမတွေ့တာလားလိုက်ကလေးရှာမပြုတ်လားစိတ်မစိုးနဲ့စိတ်မစိုးနဲ့ကျွန်တော်ကအခုလို့ဟိုပြောတာနောင်ပြောတာမဟုတ်ပေးသေးချင်လို့အဲ့လိုလိုက်ပေးတဲ့ခါမှာပြောတဲ့ချိန်မှာသူကလူကြီးကနေပြီးတော့သူကလစ်ထရူရိတ်ရှိလာပြီသူကပြန့်ပေးတာ ။ဒါပေမဲ့ဒါတွေကိုတခြားနိုင်ငံသားတွေလည်းပြီးသွားမယ်။နိုင်ငံထဲမှာရှိတဲ့တခြားနိုင်ငံသားတွေရောပြည်ပမှာရှိတဲ့နိုင်ငံသားတွေလည်းပြီးသွားမယ်။အဲ့ဒီလိုသိစေခြင်းလို့ကျွန်တော်လိုက်ပေးလိုက်တာ။နော်။ဒီအရာတွေကပြောတဲ့လူမရှိဘူးဗျ။ပြောမြန်မာနိုင်ငံမှာဒီလိုပြောတဲ့သူမရှိဘူး။နော်။အစီအရေးတွေဘာတွေပဲပြောတဲ့သူတွေများတာနော်အဲ့ဘာတွေအဲ့ဘာတွေသွားပြီးနားထောင်ကြပြီးတော့ဘာမှလည်းဟုတ်တာလည်းမဟုတ်ဘူး စစ်ကြီးကကျွန်တော်တို့ဘာမှလည်းလုပ်လို့မရဘူးစစ်ပွဲနဲ့နိုင်ငံရှုံးတယ်အဲ့ဒါတွေပြီးတော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးကျွန်တော်သိရမှာကျွန်တော်တို့နိုင်ငံတိုးတက်ဖို့အရွေးသွားဖို့ကကျွန်တော်တို့ဘာတွေသိရမှာလဲကိုရွေးချယ်မဲ့အမတ်လောင်းတွေကဘလို့တွေတက်နေရမှာဆိုတာဘလို့ပညာတွေရှိရမှာလဲဆိုတာကျွန်တော်သိရမှာနိုင်ငံအရွေးသွားဖို့နိုင်ငံသူနိုင်ငံသားတွေရဲ့နိုင်ငံရေးရည်ချိန်တွေကဘာတွေရှိရမှာလဲဆိုတာသိရမှာနော်အဲကြောင့်မို့တခြားသောနိုင်ငံသားတွေကသိသိချင်းလို့ ကျွန်တော်ကဒါကြည့်တဲ့အချိန်ကျရင် like လေးတွေပေးပါလက်မလေးတွေနှိပ်ပါဆိုပြီးကျွန်တော်တောင်းတာဗျကျွန်တော်အတွက်တောင်းတာမဟုတ်ဘူးကျွန်တော်ကဒီကနိုင်ငံအရေးလိုက်ကြီးဖြစ်တယ်ပညာတမင်တကာဒကားကိုလှောက်အောင်လိုက်ပြောနေရတာနိုင်ငံရေးလိုက်က political နဲ့ပတ်သက်လို့ရှိရင်ဘယ်သူကျူးမှလည်းပြန်ဆံမရဘူးတက်တော့မှလည်းမရဘူးเนาะပြီးတော့ viewer တွေကမြန်မာ viewer တွေဒီပဲမြန်မာ viewer တွေကပြန်ဆံမရဘူးเนาะ ျွန်တော်ကစကားပြောမန်နဲ့ထန်နဲ့ပြောတာအဲ့တော့ရန်တွေ့သလိုဖြစ်တယ်အဲ့ဒါကပတ်သက်မရဘူးနော်ကျွန်တော်ပတ်သက်ရဖို့လုပ်နေတာမဟုတ်ဘူးနော်နိုင်ငံသူနိုင်ငံသားတွေနဲ့နိုင်ငံတော်တော့ကိုကျွန်တော်ကဝါသနာကပေးနေတဲ့ဝါသနာမှုကိုကျွန်တော်ကပညာတွေပညာကိုပေးနေတာဒီအရေကျွန်တော်ပြောသိပြောလိုက်တာတွေပြောပြီးမှကျွန်တော်မပြောတော့ဘူးလက်တွေ့လုပ်တဲ့ကိစ္စရပ်တွေကိုကျွန်တော်ပြောတော့မှာ theory တွေကိုသိသိကျင်လို့ ။နောက်ကြလို့ရှိရင်နောက်ကြလို့ရှိရင်ကျွန်တော်ကဒီမှာကိုယ်စလေလောင်းတွေပြောတဲ့ဇာတ်တွေကျွန်တော်သတင်းတွေလက်ကြည့်ရင်ဘယ်ကိုယ်စလေလောင်းဘယ်လိုဇာတ်ပြောလဲ။နော်။ဥပမာဟိုဒကိုင်ဦးဆောင်ပါတီကလည်းမတော်မှုသွားပြန်နော်အဲ့တော့ကိုကိုကြီးတို့ကဥမာဒီဗတ်ရိုဒီဂျူရီဆိုပြီးတောင်းလိုက်တယ်။အာသူကဒီဗတ်ရိုဒီဂျူရီတို့ဘာကြောင့်ပြောတာလဲ။ ဲ့တော့ကြားလာဒီမှာဒီဘတ်တုံးဆိုတာသူကဘာနေပဲပြောတယ်ဘာနေပဲပြောတယ်တကယ်ကဘလို့နေပဲရှိတယ်အဲအဲ့ဒီလိုသူတို့ပြောတဲ့ဇကားလေးကိုကျွန်တော်လိုက်နာတော့သူတို့ပြန်ပြီးတော့ဝင်ညမှာအဲ့ဒါကြလို့ရှိရင်အခုတို့ဒီမှာ theory ကြီးသိထားတဲ့ခါကြလို့ရှိရင်ဟိုနားလဲသွားတယ်အဲ့တော့ကျွန်တော်အဲ့လိုပညာရေးကိုလွယ်တဲ့နိုင်ငံရေးကိုပြောနေတာနိုင်ငံအရေးကိုပြောနေတာနော်ဒါဆိုလို့ရှိရင်ဒါကြည့်တဲ့သူတွေက များပြီးတော့ຢာနဲ့ထောင်နဲ့ချီပြီးတော့လိုက်မပေးလို့ရှိရင်တခြားသူတွေကကြည့်လို့မရအောင်အဲ့တော့ YouTube ရဲ့စနစ်ဖြစ်တဲ့ click through rate ဆိုတာရှိတယ်အဲ့ဒီစနစ်ကတခြားသူတွေလည်းသိရအောင်လို့သူတို့ဖြန့်ဝေပြရအောင်လို့ဒီကိုရိုမာတို့ကလာကြည့်ရဲ့ချိန်ရလို့ရှိရင်လက်မလေးတွေနှိမ့်လိုက်ကဲအဲ့တော့ intro ဝင်နေတာ10မိနစ်ရှိသွားပြီအဲ့တော့ကျွန်တော်ပြောပြပါအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေကပါတဲ့ဒီမိုကရေစီအကြောင်းကိုပြဖို့ဆိုလို့ရှိရင် ဖွဲ့စည်းပုံထဲမှာဒီမိုကရေစီနဲ့ပတ်သက်တဲ့ဖုံးမလေးတွေကဘာတွေလဲဒါကဘူးသူလလေးနဲ့နားထောင်သွားမယ်เนาะအဲ့တော့အရင်ဥဆုံးအဲ့ဒါမပြောခင်ဥပဒေသဘောတရားကိုပြောမယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဥပဒေသဘောတရားကိုပြောမယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခန်းပေါင်း15ခန်းပါတယ်ရေးမှတ်ခြင်းလိုက်ရေးမှတ်အခန်း1ပုံမှန်48ခုရှိတယ် အဲ့ဒီအခန်းသစ်သည်နိုင်ငံတော်အခြေခံမူများလို့ခေါ်တယ်။အဲ့ဒီအခန်းသစ်သည် policy မူဝါဒသဘောဖြစ်တယ်။ကျန်တဲ့14ခန်းသည် procedure သဘောဖြစ်တယ်။နော်။ policy ဆိုတာကဖြစ်ချင်တဲ့ဆန္ဒတွေချင်းချင်းတိုင်းချင်းလို့မရဘူး။ပြင်ချင်းတိုင်းပြင်လို့မရဘူး။ ပရိုစီဂျာဆိုတာကအဲ့ဒီ policy ကိုဘယ်လိုနည်းနဲ့လုပ်မှလဲဆိုတဲ့နီလန်းလေးတွေရေးထားတာဖြစ်တယ်။ပြင်ကျင်တော့ပရိုစီဂျာတွေကအရာကိုပဲအဓိကပြင်လို့ရတယ်။ policy ထဲမှာပါတဲ့သကယ်ရက်တွေပြင်ဝတ်မရှိဘူးပြင်လို့လည်းမရဘူးဒါကထုံးစံပဲ။ policy က theory မှာ management မှာ policy ကိုပြင်ကျင်ရင်ပြင်လို့မရဘူး။နော်။အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခန်းတ၄ပုံမှ48ခုသည် policy သဘောဖြစ်တယ်။ဒါဆိုရင်အဲ့ဒီ policy သဘောထဲမှာရှိတဲ့အခန်းတထဲမှာရှိတဲ့ဒီမိုကရေစီဆိုင်ရာသကရက်တွေကဘယ်ပုံမှတွေလဲသူတို့စတ်ကြည့်ရအောင်နော်နော်ကျွန်တော်တို့အဲ့လိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှခွန်အခန်းတင်မှာပုံမှခွန်ဆိုတာရှိရဗျာနော် ။ပုံမှန်ခုမှဘာပြောတာလဲဆိုတော့ဒီမိုကရေစီစနစ်နဲ့နိုင်ငံကိုတည်ဆောက်မယ်။နော်။ဒီမိုကရေစီစနစ်နဲ့နိုင်ငံကိုတည်ဆောက်မယ်တဲ့။ဒါဆိုလို့ရှိရင်2008ထဲမှာဒီမိုကရေစီနဲ့ပတ်သက်တဲ့အရေးကြီးဆုံးပုံမှန်ဒီပုံမှန်ခေါ်ဟုတ်ပြီနော်။ပုံမှန်ခေါ်ဒါဆိုရင်2008ထဲမှာရှိတဲ့ policy သဘောဖြစ်တယ်။ policy သဘောဖြစ်ဒါဆိုလို့ရှိရင်ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုတော့ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့နော်ပြည်သူ့အလုပ်တွေလုပ်ဖို့ပြည်သူ့ကိုယ်စားလှယ်တွေကိုခန့်မဲ့ဒါလိုက်ဒီမိုကရေစီကိုကျွန်တော်နိုင်ငံကျင့်သုံးတယ်ဟုတ်ပါဘူးအင်တာနက်ဒီမိုကရေစီကိုကျွန်တော်နိုင်ငံကျင့်သုံးတယ်ဒါဆိုလို့ရှိရင်အင်တာနက်ဒီမိုကရေစီကျင့်သုံးတဲ့အခါကျတော့ကျွန်တော်တို့ကဘာဖြစ်လဲပါတီတွေထောင်ရမယ်ဝေးကောက်ပွဲတွေကျင်းပရမယ်အစိုးရတွေပေါ်ရတယ်အဲအဲ့လိုသွားတယ် ဒါဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေထဲမှာသူကဒီမိုကရေစီရဲ့ policy သဘောပြတဲ့ပုံမှန်ခုံကို supporting ပေးမဲ့နောက်ထပ်ပုံမှန်တွေကဘာတွေလဲ procedure သဘောလုံးလုံးလေးသဘောပုံမှန်တွေကဘာတွေလဲဒါတွေတို့စကြည့်ရတယ်ဒါဆိုလို့ရှိရင်အဲ့ဒါကိုကျွန်တော်ကလင်္ကာလေးနဲ့ကျွန်တော်စရုပ်ပြကျွန်တော်ကိုယ်တိုင်ရေးထားတဲ့လင်္ကာလေး 喏，罗曼尼灵噶，民主主义同阿伊，朝阿吉嘛伊，民主主义见到伊，宝马宝马咪，巴蒂拿个牌子布，乌龟，亚太多，宝马都是贵亚包嘞，哎呦，民主主义我见到没，宝马宝马，不这样，民主主义我见到伊，宝马宝马咪。 အဲပုံမှန်6ဂါကြီးမှာတော့ဒီမိုကရေစီစစ်မှန်ပြီးစီကံပြေးသွားတဲ့ဒီမိုကရေစီထွန်ကားရေးဆိုပါတာဒါပေမဲ့အဲ့ဒါကမူ6ချက်ထဲမှာပါတာအဲ့ဒါကအဓိကမဟုတ်ဘူးအဓိကကဘာစနစ်ကိုကျင့်သုံးပါလဲကျွန်တော်တို့ကဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုတဲ့စကားရဖြစ်တဲ့ပုံမှန်ဖြစ်တဲ့ပုံမှန်ခုံကိုပဲကျွန်တော်တို့မြင်ရမှာဖြစ်တယ်အဲ့တော့ဒီမိုကရေစီကျင့်သုံးရင်ပုံမှန်ခုံမှာမြင်ပါတီများကိုဖွဲ့စည်းဖို့ဥပဒေပြဋ္ဌာန်းတော့ပုံမှန်39ရပေါ့ ဲ့တော့ဒီမိုကရေစီကျင့်သုံးပြီဆိုပါတီတွေထောင်ရပြီပါတီတွေထောင်ဖို့နော်ပေါ်လစီသဘောအနေနဲ့ဗမာသွားကြည့်ရမှာလေပုံမှန်36ခုသွားကြည့်ရမယ်နော်ပုံမှန်36ရနော်ပုံမှန်36ခုသွားကြည့်ရမယ်အဲ့တော့ပြန်ပြောမယ်ဒင်္ဂါလေးကဒီမိုကရေစီထွန်းကားရေးเนาะ၆ကကြီးမှရေးဒီမိုကရေစီကျင့်သုံးရေးပုံမှန်ခွန်မှမင်း ပါတီများကိုဖွဲ့စည်းဖို့ဥပဒေပြဋ္ဌာန်းတော်ပုံမှန်39ရပေါ်အဲ့တော့ပုံမှန်39ရပါတီတွေကိုဖွဲ့စည်းဖို့အတွက်ကိုနော်စနစ်သွားပြီးပါပါတီတွေဖွဲ့ပြီးလို့ချင်းကျွန်တော်ရွေးကောက်ကတော့မယ်အဲ့တော့ကျွန်တော်တို့ကလင်္ကာလေးဆက်ရေးထားပါတယ်ဥပဒေကိုပြပြောပြမယ်ဒီမိုကရေစီကျင့်သုံးရင်ရွေးကောက်ကြဖို့ပြင်အဲစစောကအမတ်တွေရှိတယ်ပါတီတွေခက်ထားတဲ့သူတွေရှိရပြီကျွန်တော်ရွေးကောက်ဖို့စူးစမ်းရပြီ 哟，你们这是建造业越高价不平，寺庙可能看万贵，家底都是实。哎，到越高干，过是来的起的了，哎越高干，过是觉得话比这里寺庙不做的起人，我地方几个有不的，恐怕都是实，家底嘛，就弄住瓦匠嘛，别这把，喏，就弄住俺们家罗，你木兰呢，就弄住我把的。 ကျွန်တော်ပြောရတယ်ခင်ဗျားတို့အနီးတွေမလာနဲ့ခင်ဗျားတို့မိမဆုံးမဖမဆုံးမအနီးတွေမလာနဲ့လို့ကျွန်တော်ပြောတယ်ကျွန်တော်ခင်ဗျားတို့မခေါ်ဘူးခင်ဗျားတို့အားအေးရဘာလာလုပ်နေရလဲကျွန်တော်စာသင်နေတာနော်စာသင်နေတာခင်ဗျားတို့အနီးတွေကြက်မပြည့်တဲ့ကောင်တွေကျွန်တော်စကားမပြောဘူးမိမဆုံးမဖမဆုံးမတွေကျွန်တော်စကားမပြောဘူးစာသင်နေတာနားထောင်နေတဲ့သူနားထောင်နေမယ်ဘာလာလုပ်နေရလဲ 阿拉那路呢？没路不就靠路？少些没事了，没路么靠路不拉呢路叫来，少些没事了。拉家呢没路离的。多少多少没有丢。多少丢？好干啥的？阿拉那路还没的。多少没路不拉的吧？吊死吊坏的嘛。人家有吊死吊那多没？没路都搞着的。多少路没家的搞？ ဘာအောင်နေလဲမသိဘူးဆောက်ရှက်မရှိဘူးလားဘယ်လိုအဲ့တော့ဒီမိုကရေစီကျင့်သုံးရင်ရွေးကောက်ကြဖို့ဒီပြင်မြောက်ခွင့်နဲ့ခံပိုင်ခွင့်ကာကြီး38အဲ့တော့ရွေးကောက်ဖို့စူးစမ်းပြီဆိုရင်ကိုယ်စားလှယ်ရွေးကောက်ဖို့ဆိုလို့ရှိရင်ပုံမှန်38ပုံမှန်ခွဲကာကြီးမှာကျွန်တော်ကြည့်ရမယ်တကယ်လို့ကျွန်တော်ရွေးကောက်ထားတဲ့ကိုယ်စားလှယ်တော်ကိုကျွန်တော်ဖြုတ်ချခြင်းနဲ့ဆိုရင် 北方买个鸡鸭嘛嘞，北方都是些开会的鸡鸭嘛。你鸟看到过是那个大路边上有队伍，开会都是些麻皮，哎，还留着那鸡鸭。还有别的没没？你们这些同学也吃过鸡嘛鸡？你们这些人都有北方过年，过年那个筷子锅，屋里边吃呢，北方都是这样过。 Democracy 进刀鱼，越到下坡边，越要困难看蛮贵，价钱都在升。越要查到古时来古，大岸边来游，这一波，他贵都在升马的。阿那个阿瑞表了是喏，我只莫是讲古的嘛。你莫讲 c 古金刀的路途来啦，宝马河那表查的，喏。阿的呢，查蛮多了是跑马都在过几阿没？ ရွေးကောက်ခံမယ်ဆိုရင်ပုံမှန်38ကာကြီးကိုကြည့်ရမယ်တကယ်လို့ရွေးကောက်ထားတဲ့ကိုယ်စလဲတော်တွေကိုကျွန်တော်တို့ကတာဝန်ရစဲကျင်နေဖြုတ်ချကျင်နေဆိုရင်ပုံမှန်38ခါဝေးကိုကြည့်ရမှာပဲဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်နော်၂008ဖွဲ့စည်းပုံအခြေခံဥပဒေကမှာအဲကျွန်တော်တို့က ပေါ်မှာခေါ်သည်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ policy သဘောနော်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ policy သဘောအဲ့ဒီ policy သဘောကို supporting ပေးဖို့က procedure သဘောချရတယ် procedure သဘောဒီနော်ဘာဖြစ်လဲပေါ်မှာခေါ်ရဲ့ procedure သဘောဒီသဇောကပေါ်မှာ39ရဲ့ပေါ်မှာ38ရဲ့နော်ဒါကအခန်းသစ်ထဲမှာနေရှိနေတဲ့ နော်ပုံမှန်တစ်ခုနဲ့တစ်ခုအချိန်ဆက်ကိုပြောတာကိုကိုအကောင့်ထဲပေါ်ဖို့38နဲ့39ကအကောင့်ထဲပေါ်တယ်နော်ဒါကအခန်းတင်ထဲမှာရှိတာပဲရှိသေးတာအဲ့ဒီအခန်းတင်မှာရှိတာတွေကို supporting page ကကြံကြံတဲ့အခန်းလေးနော်ကြံတဲ့အခန်းလေးသွားတယ်အဲ့တော့ပုံမှန်39ရဆိုရင်တို့ကပါတီတိုင်းကိုဖွဲ့ဖို့ဆိုလို့ရှိရင်ပါတီဖွဲ့ဖွဲ့တာနဲ့ပတ်သက်တဲ့ဥပဒေတွေကိုကျွန်တော်တို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဆိုတာတသက်ရေးရတယ်နော်ဒါက39 supporting ပေးမဲ့ဥပဒေတသက်ထပ်ပြီးတော့ထပ်ဖော်ရတယ်ပုံမှန်38ကျတော့ပုံမှန်38ကကျတော့ရွေးကောက်ချင်းရွေးကောက်ခန္ဓာနဲ့ပတ်သက်ပြီးတော့အဲပြည်သူလက်ထက်ကိုယ်စလဲကရွေးကောက်ခန္ဓာချင်းနဲ့ပတ်သက်တယ်လူသားလက်ထက်ကိုယ်စလဲရွေးကောက်ခန္ဓာနဲ့ပတ်သက်တယ်ပြီးတော့ရွေးကောက်ခန္ဓာနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့ဥပဒေတွေကိုထက်ရေးရတယ်နော်ရေးရတယ်အဲဆိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပုံမှန်38ကို supporting ပေးမှာကအခန်းကိုပုံမှန်39ကို supporting ပေးမှာကအခန်း30နော်အဲ့တော့အခန်းကိုဒီရေကောက်ချင်းရေကောက်ရေကောက်တင်ကြောက်တာနဲ့ပတ်သက်တဲ့အခန်း เนาะအဲ့တော့ကျွန်တော်သိရမှာကပုံမခွန်ရယ်ပုံမ38ရယ်ပုံမ39ရယ်ကိုသိရမယ်ပြီးတော့အဲ့ဒီနှစ်ခုကို supporting ပေးမှာကအခန်း9ပုံမ38ကို supporting ပေးမှာအခန်း9 39ကို supporting ပေးမှာပါအခန်း30ဆိုပြီးတော့မှတ်ထားလိုက်ဒါဆိုရင်ဖွဲ့စည်းပုံထဲမှာဒီမိုကရေစီရဲ့အနှစ်သာရ indirect democracy direct democracy မဟုတ်တော့ indirect democracy ဖြစ်တယ်ဗျာ ဒါဆိုရင် indirect democracy ကဘာလဲလို့ရှေ့မှာကျွန်တော်သင်ခဲ့ပေးပြီက indirect democracy ဆိုတာကပြည်သူတွေရဲ့အချုပ်အခြာအာဏာကနိုင်ငံတော်ကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပြည်သူတွေရှေ့ဆင်းသက်လာတယ်ပြီးတော့နိုင်ငံတော်မှာသွားတည်တယ်နော်အဲ့တော့ပြည်သူတွေရဲ့ကိုယ်စားနိုင်ငံတော်မှာသွားတည်တာဖြစ်လို့နိုင်ငံတော်မှာရှိ